အီရန်စူရကိုပြောင်းလဲဖို့အစ္စရေးရဲ့ကြိုးပမ်းမှုကမဖြစ်နိုင်ဘူးလို့ထင်ရတော့လဲပဲအီရန်ကတော့အဆိုပါခြေချောက်မှုတွေကိုလီလူစုချင်မရှိပါဘူးပြည်ပခအတွင်းအန်ဒီယရှိတဲ့လက်နက်တွေကိုယူဆောင်လာပါတယ်မနေ့ကအီရန်ကအစ္စရေးကိုဘုံကျဲတိုက်ခတ်ခဲ့တယ်ဒါကနိုင်ငံပေါင်း100ကျော်ကတမ်းပြစ်ထားတဲ့လက်နက်တစ်ခုဖြစ်တယ်အဆိုပါဒုံးကျည်အစ္စရေးအလဲပိုင်းတင်းငယ်တဲ့ဘုံများစွာကိုပြန်ချက်ခဲ့ပါတယ်အဲ့ဒီဘုံတချို့ကမပေါက်ကွဲပါဘူးအခုဆိုရင်မပေါက်ကွဲတဲ့ဘုံတွေကဟွက်ထားတဲ့မြေမုတ်မြိုင်းကဲ့သို့ပဲ လှုပ်ဆောင်နေတာကြောင့်တကယ့်ကိုမှရည်ရှိမှအန္တရာယ်ရှိပါတယ်ဒီဖြစ်ရကစစ်ပွဲရဲ့ကြီးမားတဲ့ခြေလှမ်းတစ်ခုပါအီရန်ကသူတို့ရဲ့လက်နက်တွေတူလောင်မှုကိုဘလောက်ထိလေးလေးနက်နက်ရှိတဲ့နှက်ဆိုင်လာတယ်ဆိုတာပြနေပါတယ်တိုက်ပွဲမှာပုံမတီးစီတဲ့လက်နက်တွေကိုရောက်ရှိလာပါပြီတဲဆောင်လာပါပြီအီရန်နဲ့အစ္စရေးဂျာစစ်ပွဲကယခုအခါပို့ပြီးတော့အန္တရာယ်များတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်တယ်မနေ့ကအီရန်ကအစ္စရေးအလဲပိုင်းကိုဒုံးကျည်တဲ့စဉ်ပြုတ်လိုက်တယ်ဒါပေမဲ့ဒီဒုံးပြန်ဟာပုံမှန်မဟုတ်ပါဘူးထိပ်ပူတစ်ခုရှိတယ် ဒီလက်နက်အမျိုးအစားကိုနိုင်ငံပေါင်း100ကျော်ကတမ်းမြစ်ထားပါတယ်ပြည်မတစ်ခုတည်းကိုထိဖို့မရွေရွယ်ပါဘူးကြကြပြန့်ပြန့်ပျက်စီးစေဖို့ပြုတ်ထားခြင်းဖြစ်တယ်အီရန်ကအစ္စရေးကိုတိုက်ခတ်ရမှဒီလက်နက်ကိုအသုံးပြုခဲ့တယ်လို့ဒေသတွေကဆိုပါတယ်တက္ကမုဖြစ်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကလည်းအတည်ပြုပါတယ်။ပင်မတအူထန္တာကျောင်းကနေပြီးတော့တတိပေးချက်လည်းပေးခဲ့တယ်။ဒုံခွင်းဒုံကနေပြီးတော့တင်းငယ်တဲ့ဘုံမြောက်များစွာနေရအမြတ်ပြောက်ကြောက်ရောက်ခဲ့ပါတယ်။ အခုအချိန်အထိအဆိုပါဘုံကြိုက်ခဲ့တဲ့နေရာ၁၀ခုကိုစာပေတွေ့ရှိခဲ့ပါပြီတချို့ကမပေါက်ကွဲသေးပါဘူးမြေပြင်ပေါ်မှာလဲလျောင်းနေပါတယ်အနာပိုင်တွေကလူတွေကိုအဲ့ဒီဘုံကနေဝိုးဝေးနေဖို့အတွက်ညွန်ကြားထားပါတယ်လူတွေကိုသူတို့မြင်ရတဲ့ထူးဆန်းတဲ့အရာတန်တရားရှိတဲ့အရာတွေကိုတွေ့မယ်ဆိုရင်တည်င်းပို့ဖို့အကြောင်းကြားထားတယ်ဒီစစ်ဘုံမှာအဆုလိုက်ပြုံလိုက်ဘုံတွေကိုပြောင်းစုံအချိန်အသုံးပြုခြင်းဖြစ်တယ်ဒီလိုလက်နဲ့မျိုးဘလို့အလုပ်လုပ်လဲဆိုတာကြည့်ရအောင်ဘုံတစ်လုံးကဘုံတစ်လုံးထဲကိုမဟုတ်ပါဘူးအဲ့ဒီအတွက်အထဲမှာ တင်းငယ်တဲ့ဘုံများစွာကိုတည်ဆောင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဒုံပြန်လွတ်တင်တဲ့အခါမှာ၎င်းကလေထဲမှာပွင့်သွားပါတယ်။အဲ့ဒီနောက်တင်းငယ်တဲ့ဘုံများစွာကြီးမားတဲ့ area ကိုပြန့်နှံ့သွားခဲ့ပါတယ်။တလုံးစရာမြေပြင်နဲ့ထိတဲ့ကံမှာပောက်ကွဲစီဖို့အတွက်ပြုလုပ်ထားတယ်။ဒါပေမဲ့တော်တော်များများကချက်ချင်းမပောက်ကွဲပါဘူး။မြုံနေတဲ့သဘောမှရှိပါတယ်။အဲ့ဒီနောက်နိုင်ရီပေါင်းများစွာကြာမှဒါမှမဟုတ်နှစ်ပေါင်းများစွာကြာပြီးမှပောက်ကွဲနိုင်ပါတယ်။မြေမြုပ်မိုင်းတွေလိုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလင်းတဲ့တွေကအရန်ကိုအန်ရရှိတယ်။ အဲ့ဒါကြောင့်လူတွေကသူတို့ကအရန်အငင်းပွားမှုကိုဖြစ်စေပါတယ်ဒီလူအခွင့်ရေးအဖွဲ့တွေကသူတို့ကိုနေပေါင်းများစွာချက်စင်ပြောဆိုခဲ့ကြပါတယ်ဒီဘုန်းတွေကစစ်သားနဲ့ကလေးချမ်းမှာခြားနာမှုကိုမပြောနိုင်ပါဘူးစစ်အခြေဆိုင်စကန်နဲ့လူနေရွက်ခြားနာချက်ကိုလည်းမပြောနိုင်ပါဘူးဒီအမြင်ကိုနိုင်ငံပေါင်း100ကျော်ကသဘောတူပါတယ်2008ခုနှစ်မှာသူတို့ကဒီလက်နက်တွေကိုတားမြစ်ဖို့တဲ့သဘောတူစာချုပ်ကိုလက်မရည်ထိုးခဲ့တယ်သဘောတူစာချုပ်ကိုဆူလိုက်ပြိုလိုက်လက်နက်များဆိုင်ရာ convention လို့ခေါ်တယ်ဒါပေမဲ့ အမေရိကန်ရုရှားအိန္ဒိယနဲ့တရုတ်တို့လိုအာရှနိုင်ငံတွေကဒီချာချုပ်မှာမပါခဲ့ပါဘူးအစ္စရေးနဲ့အီရန်တို့တောင်းဒီလက်နက်တွေကိုတောင်းပြပိတ်ပင်ထားထားတာမျိုးမရှိပါဘူးအစ္စရေးက2006ခုနှစ်လေဗနွန်စစ်ပွဲမှာအစုလိုက်ပြုံးဘုံတွေကိုအသုံးပြုခဲ့ပါတယ်ရုရှားနဲ့ယူကရိန်းတို့လည်းသူတို့ရဲ့လက်ရှိစစ်ပွဲတွေမှာအသုံးပြုခဲ့တယ်အခုဆိုရင်အီရန်ကအစ္စရေးကိုစစ်ကျင်ဘက်တစ်ခုအဖြစ်အသုံးပြုခဲ့ပါတယ်အခုအီရန်ကဘာကြောင့်ဒီလိုလုပ်ရတာလဲဘာကြောင့်ဒီခြေလှမ်းကိုလမ်းခဲ့ရတာလဲဘာကြောင့်လဲဆိုတော့စစ်ပွဲကပိုဆိုးလာပြီလေ အီရန်မှာရှိတဲ့ပြည်မတွေကိုအစ္စရေးကလမ်းကြောင်းနဲ့တိုက်ခတ်မှုနဲ့စတင်ခဲ့တယ်။သူအချင်းနဲ့ဆိုက်ပြီးတော့အီရန်ကအစ္စရေးကိုဒုံးကျည်၄၀၀ကျော်ပစ်ခတ်ခဲ့တယ်။အစ္စရေးကလည်းပြန်ပစ်တယ်။အခုအီရန်ကပိုပြင်းပြင်းထန်ထန်တိုက်ခတ်ချင်းနေတယ်။ဒါကြောင့်ဒီအန်နီယာရှိရဲ့လက်နက်တွေကိုသုံးတယ်။ဘုံများကအီပြောင်းလဲမှုရဲ့တက်တည်ဖြစ်တယ်။၎င်းတို့ကလက်နက်တက်တက်မဟုတ်ပါဘူး။ message တည်င်းပို့ခြင်းဖြစ်တယ်။ဒီစစ်ပွဲကိုဒီထက်ပိုပြီးဆင်နွှဲဖို့အသင့်ဖြစ်နေပြီလို့အီရန်ကအစ္စရေးကိုပြောလိုက်ခြင်းဖြစ်တယ်။ ဘုံတွေကစစ်မီးပြမှာဖြစ်ပျက်နေတဲ့အရာအလုံးကိုပြောင်းလဲုံထဲမှာကလှုပ်ဆောင်ပါတယ်စစ်ပွဲကိုဆွေးနွေးဖို့ပြောင်းလဲစေတယ်သူတို့ကပြည်ပခါရဲ့အစင်အသစ်ကိုအမှတ်အသားပြုကြပါတယ်နှစ်ဖက်စလုံးကပိုကြီးကျယ်စွန့်စားရမယ့်အချက်ဖြစ်တယ်အခုချိန်ထိတော့ဒီစစ်ပွဲကနိုင်ငံခြားစစ်နေစဲပဲဖြစ်တယ်ဒါပေမဲ့ဒီလိုလက်နေတွေတုံးပြီးအဲ့ဒါကိုပြောင်းလဲနိုင်လားဒီလက်နေတွေကိုအသုံးပြုတဲ့အခါမှာတဖက်ကနေပို့ပို့ပြင်းထန်စွာပြန်လဲတိုက်ခိုက်နိုင်တယ်ညီကြေးရဖို့ကပိုခက်ခဲနိုင်တယ် အီရန်ရဲ့ဆူလက်ပူလာဘုံနဲ့တိုက်ခတ်ခြင်းကအခြားသောဒုံးကျည်ဖြစ်တိုက်ခတ်ခြင်းတာမဟုတ်ပါဘူး။တတိပိချက်တစ်ခုလည်းဖြစ်တယ်။ဒီစစ်ဘက်ကအစိမ်းမလျှော့ဘူးပိုပြိုးပြီးတော့ပြင်းထန်လာပါပဲ။